ဆရာနီကိုရဲရဲ့တစ်ခတ်ငါဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်းချတထိတ်ထိတ်တုံနေသောရှင်နှမ်းမတက်ပြင်းများကို အင်းရှိရောက်မှပင်တစ်ခတ်ချရသည် အခုချိန်မှာတစ်ခတ်အေးတကြီးအလောက်ချေဆုံးရာမှာအခန်းထဲဝင်ဂရင်းဘောက်ကိုအားရပါရလှဲချက90ကောင်ပေးသောဒယ်ရီကိုဖတ်ရင်သာဖြစ်သည်ထိုစိတ်နှင့်ပြောကအပြေးဝင်လာသောတစ်ခတ် ဧကန်မှာခက်တီတီထိုင်းနေတော့ဖဖေကိုတွေ့လိုက်ရတော့လန့်ကသွားသည်90កောင်ရဲ့စာအုပ်ကကျောက်ပေါ်အိတ်ထဲမှာရှိတာအဖေဖြစ်သူဘလို့မှမသိနိုင်တာတေချာသည့်တိုင်တိတ်ခက်မလုံးမလဲဖြစ်ကကျောက်ပေါ်အိတ်ကို ကိုဖြင့်အသာကွဲထားလိုက်ရသည်ကားရီကကြလိုက်တာဖဖေကလူတရားလဲပြုတ်ခဲနေတာပဲကားပေါ်တော့တက်မရဘူးတက်လို့ရပြန်တော့လဲငပိတဲ့ငချင်းတဲ့အတိုးခံရအဝေးခံရနဲ့ကားပေါ်ဟာဒီမဲ့ချက်တောင်မဟုတ်ဘူး ားလမ်းပေါ်မှာလဲကားကလည်းကြက်လမ်းပေါ်မှာကားကြောတွေကပိတ်နေတာအဲ့ဒါပါဆန်းလဲတိတ်ခက်၄နိုင်နောက်ပိုင်းကျောင်းလွှတ်မယ်ရုံးစင်းမယ်ဈေးရလူတွေပြန်မယ်ကုမ္ပဏီကလူတွေပြန်မယ်တစ်နေ့လုံးအတွက်အလုပ်ရှုပ်ဆုံးချိန်မဲ့ rush hours လို့ခေါ်တယ်ဟင် rush hours အဲ့ Jackie Chan ကားနဲ့မဲ့ကြီးပဲဖိဖိရတဲဒီကောင်မလေးဘာဖြစ်နေရလဲဟုတ်တယ်အဲ့ဒါ Jackie Chan ကားတုတ်တုတ်ယုတ်ယုတ်ဖြစ်တဲ့အချိန်လို့အထိပယ်ကိုယူထားတာ။အိုးကိုဘာတည်းရရှင်အားလဲ တခုခုရှင်းပြန်အေးအေးဆေးဆေးပေါ့တမိရမသိလို့မေးတာပဲရှင့်မလဲရန်သူကြနေတာပဲမိဖို့ချောင်းကထွက်လာတော့မိမိကဝင်ပြောသည်တိခက်ကအဆက်ပြဲမျက်လုံးပြူတာလိရည်မဟုတ်ဘူးမြခက်နေတမိဘာဖြစ်နေမှန်းကိုမသိတာငါကစကားပိုရီပြောတာကြိုက်တာမဟုတ်ဘူးဘာမှမဟုတ်တဲ့ကိစ္စငါလာပြောနေတာအော်ကိုပါတည်းရဲ့အဖေနဲ့တမိပဲတော့ပြောချင်လဲပြောပါပေါ့အဖေနဲ့တမိပြောဖို့စကားကိုရွေးနေအောင်မလားတော့ တိခက်ကသူ့အခန်းတကားကိုပိတ်ပြလိုက်တော့ဧကန်းကအတန်တွေပြောက်ခါသွားသည်ပြီးတော့ကျောပေါအိတ်ထဲက90ကောင်ဤစာအုပ်ကိုထုတ်ယူကကျောပေါအိတ်ကိုခရင်ပေါ်ပြစ်တင်လိုက်သည်စာအုပ်ကိုမဖတ်သေးပဲတန်ဒီကုံရှိသူတိခက်ကသွားကမန်နေကသူ့ပုံရိပ်ကိုတည်တည်ကြကြကြည့်သည်သူ့ပုံရိပ်သည်သူ့အရင်တုန်းကမြင်နေချပုံရိပ်မျိုးမဟုတ်တော့သူ့ကိုယ်သူသိနေသည်အပြင်ကပုံစစ်နေလည်းမတူးဟုထင်ရသည်မန်နေကပုံရိပ်ကိုအတိအကျစိုက်ကြည့်ပြီးတိခက်ရှက်ခါသွားသည် ငါဘာဖြစ်နေတာလဲဟုတွေးရင်မန်တဲကပုံရိပ်ကိုပြောင်ပြကမျက်ဆောင်ထိုးရင်ငရင်ပေါ်အာရပါရပြက်လဲလိုက်သည်90တန်းကိုကောက်တုံးကတိုက်မိခဲ့တဲ့နှစ်ဖူးလေးကိုစက်ထုတ်ထိုးပြခြင်းနဲ့ရမလားဖက်ဆန်လိုက်ပေးလိုက်တော့ရှက်လဲရှက်ဒေါသလဲထွက်ရင်လဲခုန်နေတဲ့သူ့မျက်နှာပေါ်ကခံစားမှုတွေကိုဘယ်ပကြီးဆရာကစွဲနိုင်မှာလဲပုံသူပြဆရာဆိုရင်ကျွန်တော်ရင်ကိုခွဲကြည့်ပါလား ကယ်ရီကိုလက်ညိုလေးနဲ့ခြားထားကပယ်ရင်တိခက်ကနှက်ခမ်းကိုဆူသည် အမေ तू ကလားလာကြည့်သည်ရဟွန်းရှူးနေလားမသိဘူးကိုရှူးသွားတယ်တကယ်ပဲလက်ကင်ဝါလေးချပြီးထွက်သွားတော့ကအောင်မြင်စွာလွတ်မြောက်ထွက်ပြေးသွားတဲ့မင်းရဲ့ကြောပြင်ကိုအံ့ဩခြင်းခြေခွဲခြင်းများစွာနဲ့ကိုငေးနေမိတယ်အဲ့ဒီညကလာမင်းမထွက်ဘူးသိလားလေထွက်ပါမလဲလာမင်းကကိုရင်ထဲရောက်နေတာကို ဲ့ဒီညကိုဘလို့အိတ်လို့ရတော့မှလဲလာမေးရသူ့ကျင်ဘက်ထဲဝင်လာတဲ့စကားပူပြောမှကြိုက်ပါဘူးအမေဒါပိုးဆိုသည်အဲ့ဒီနေမနဲ့မှာတငယ်ချင်းတွေကသွားမတွေ့နဲ့ဆိုလို့သူမတွေ့ရတဲ့နေမင်းကြီးရှင်ထဲမှာရောက်နေဘဝတစ်ခုလုံး၆တွေ့နေအော်အော်သူကငါ့ကို ။တမင်အားလုံးနဲ့တိုင်ပြီလာမတွေ့တာကိုဟွန်း။နောက်နေ့ကျတွေ့ချသေးတာပေါ့။တိကျက်တယောက်တည်းဒယ်ရီနဲ့ရံဖြစ်နေလေသည်။သူကောက်ခံအမတ်တရပေးခဲ့တော့90တန်းကလေးကိုလည်းနေ့စွဲရေးကကော်နှစ်ကတ်ထားတာကို တွေ့ရသည်။ဒယ်ရီကိုမျက်စောင်းထိုးလိုက်၊နှကန်းဆူလိုက်၊မဲလိုက်ရွယ်လိုက်နဲ့သို့တော့အမှုရအားလုံးကချစ်ခင်စိတ်ပျော်ရွှင်ခြင်းနှုတ်စိတ်ခြေနှက်စိတ်တို့နဲ့သာဖြစ်လေသည်။ သူ့နာမည်ကသိခွမဟုတ်ဘူးသိခဲတဲ့သိခဲရဲ့ကို့ဘဝတစ်ခုလုံးအရေးအေးချမ်းစွာပေးမဲ့သိခဲလေးဖြစ်ပါစေအဖို့ရေခွင့်လွတ်ပါကျွန်တော်သူ့ကိုချစ်တယ်ချစ်တာရဲ့အလွမ်းရဲ့သူ့ရဲ့ရဆက်မှုတွေရဲ့သိခဲတွေပေါ်ဖြာကြပြီးသိရတွေပေါ်မှာကြာနေတဲ့လာရပုံပုံရဲ့အားလုံးပေါင်းလိုက်တော့ရှင်ထဲမှာမောပြီးဆို့လာတယ်အလွမ်းရဲ့အားရုံနဲ့ပေါင်းပြီး နေငါ့ကိုနှိပ်ဆက်ပါနဲ့။အိုးတနာစရာပါလား။အုံဖွတ်အုံဖွတ်နော်။တိကကပျော်ရွှင်စွာဆက်ဖက်သွားသည်။သူ့ကိုမတွေ့ရသည့်ရက်တွေမှာဖဲ့လောက်လွမ်းကြောင်းဆရာဦးဦးကနေနေကဆရာက အတင်းမင်းနေတဲ့ပြင်ဒုက္ခရောက်ရကြောင်းတိကကကိုရီးစားစားပေးဖို့ကြံ့ကြံ့ရကြောင်းအသေးစိတ်နဲ့တိကကကိုဖဲ့လောက်ချစ်ကြောင်းတွေကိုရေးကားထားလေသည်။အောင်သွေးနဲ့တမျိုးလိုက်ပေးခြင်းတစ်ပုံး ူအရင်ကဖတ်ခဲ့သောရီးစားစာတွေထက်တော့ဖတ်လို့ကောင်းတာသေးချာသည်ပြီးတော့ရီးစားစာပေးနေကိုကြည့်အောင်အပေးခံလို့အပေးခံရမှန်းပဲမသိဖိတ်ချာသေးတော့50ကောင်ပဲဂျီနူးစိတ်သည်ဘူပေါင်းတစ်လုံးကိုလက်နှစ်လေးပေါ်တွန်းပင်ကကစားသလိုတိတ်ခိုက်နှလုံးသားကိုပင်ကပင်ကလွင့်မြောက်စေသည်နောက်တရွက်လန်လိုက်သည်ဟင်တိတ်ခက်အယူပုတ်အီးမငပေါမငပြင်းမကဆင်းနဲ့မပဆက်ကောက်တဲ့ရလွတ်ပလွတ်ကောင်မလေး တစ်ကက်သည်စာအုပ်ကိုပြန်ကနေပိတ်လိုက်သည်ဒေါသကြောင့်ရင်တစ်ခုလုံးတဆက်ဆက်တုန်ကနေသည်ရှေ့မှာရခဲ့သောကြည်နှမှုတွေမရှိတော့သူ့ကိုစော်ကားထတာသူ့ကိုစော်ကားတာပိတ်ချသေးတာပေါ့ငါးဆယ်ကောင်ရဲ့ကျဆင်းရှိမှရက်နေတော့90ကောင်ကိုတွေ့ကြတဲ့ကဘလို့လှင်မြန်နီးမျိုးဖြင့်သူ့နားကိုတိတ်ခဲရောက်မှမသိတော့လက်ထဲမှာကင်ထားသောစာအုပ်ဖြင့်သူ့ရင်ဘက်ကို ကက်ရိုက်ကတွန်းပြစ်လိုက်သည်သူတစ်ချက်ရိုင်းသွားသည်သို့တော့တစ်ကက်ကတော့ပြုံးကားကြည့်နေသည်ရှင်ဘာဖြစ်လို့ကျမကိုစာအုပ်ထဲမှာစော်ကားထားလဲဗျာကျွန်တော်ဘာစော်ကားလို့လဲတစ်ကက်အယူမဘဝီမငပောက်မငပြင်းမဆိုရှင်ရရမဟုတ်လားဟာဟောဝမ်းသာလိုက်တာဗျာအဲ့ဒါကိုတစ်ကက်ဖက်ပြီးသွားပြီနော်ဒါဆိုရင်ရှင်ရစာတွေကိုပါဖက်ပြီးသွားပြီပေါ့နော်ဘာဒီလိုလေးတစ်ကက်ဟိုလေးကျွန်တော်ဒီစာအုပ်ကိုပြရတာလေ တခြားသူတွေနဲ့မတူတော့တိကက်ဖတ်ဖြစ်မယ်မဖတ်ဖြစ်မယ်ကိုကျွန်တော်ကမသိနိုင်လို့ပါတိကက်စီရောက်သွားတာမှန်ပေမဲ့နောက်နေ့မှာကျမမဟုတ်ဘူးလို့လည်းညင်းနိုင်တယ်လေအပြီးတော့ရတဲ့ထောင်းကျမရှင်းစာအုပ်ကိုတလုံးမှမဖတ်ဘူးလို့လည်းပြောနိုင်တာပဲအခုတိကက်စိတ်ဆိုးနေပြီဆိုတော့အားလုံးဖတ်ပြီးပြီပေါ့နော်တကယ်ကြီးနေနဲ့အရင်တိုင်းပင်ပဲ90ကောင်ကို တွေ့တွေ့ချင်းအလင်းစလိုစိတ်ဆိုးလိုက်မိတာမှားပြီဟုတိက္ခက်တိသွားပြီဖတ်ပါဘူးမဖတ်ပါဘူး မဟုတ်တာသိခဲ့ရဲ့ဘယ်သူမှဆိုစာဆိုရင်စကစဖက်ကြတဲ့သူကြီးပဲသိခဲ့အားလုံးဖက်ပြီးပါပြီအဲ့ဒါကိုသိချင်လို့ဒီစကလုံးတွေရေးထားတာပါတောက်ပါပါတယ်စိတ်မဆိုးနဲ့တော့ပါပြီသိခဲ့ဘာမှပြောလို့မရတော့သူကလည်းကြသည်များသိခဲ့လုံးလုံးမိသွားပြီဆိုတာသိလိုက်တယ်ဘုန်းဖို့ကောင်းလိုက်တယ်လို့မားစေကောင်နဲ့တိတ်လဲရသည်လားတိညာနဲ့စွာကားခြင်းနဲ့စိတ်နဲ့လောက်တာမဟုတ်ပါဘူးတိခက်ရဲ့နှလုံးသားခိုင်းတဲ့အတိုင်းလုံမိတာပါတိခက်ကိုချစ်တဲ့စိတ်နဲ့ အချစ်ကိုပြန်ရဖို့လုပ်တဲ့ကိစ္စတိုင်းမှာတစ်ခက်အတွက်နစ်နာစရာမရှိပါဘူး။အော်အတီလောက်တည်းရေးထားတာမနစ်နာရတော့ဘူးလား။ကျွန်တော်ရင်ထဲကစကလုံးတွေကိုတစ်ခက်ဖတ်မဖတ်မသိပါဆိုလိုပါဆို။တကယ်ရေးရမှန်းမဟုတ်တာ။မလိုပါဘူး။ကျွန်တော်တစ်ခက်ကိုအရင်ချစ်တယ်သိလား။တစ်ခက်နှလုံးသားကလွင့်ခနဲမြောက်ပါသွားသည်။ပြန်ဖမ်းရမရတော့လူကမ္ဘာလောကနဲ့တိကျ second တော်တော်များများအဆက်အသွယ်ပြတ်ခါသွားသည် ူထံကလွင့်ထွက်သွားတော့သူ့နှလုံးသားသည်သူ့ထံပြန်မလာတော့သူ့နှလုံးသားဖယ်ရောက်သွားပြီလေတိတ်ခက်ကျွန်တော်ချစ်ကိုလက်ခံမယ်မဟုတ်လားယင်မုံဖို့ကောင်းလောက်အောင်ပင်သူ့မနှလုံးသားကို သူ့ထံမှာပြန်တွေ့လိုက်ရလေသည်တိတ်ခက်ရိုင်းနေစွာသူ့ရှိကအားတင်းပြီးထွက်လာခဲ့ရ၏သူကချက်ချင်းပင်တိတ်ခက်နားကိုကတ်ခါလိုက်လာ၏သူ့အနားမှာကတ်နေတာကိုကိုယ်နှလုံးသားကိုအနားမှာရှိနေတယ်လို့ပင်တိတ်ခက်ကခံစားကြခြင်းနဲ့နေရသည် ။ရင်နှုံးကလို့ရင်တုံကြောက်ရွံ့နေတာမျိုးမရှိတော့။တိခဲအဲ့လိုမလုပ်ပါနဲ့တိခဲကျွန်တော်တို့ခုခုတော့ပြောခဲ့ပါ။တခုခုပြောချင်းပါသည်။သို့တော့ဘာစကားတမ်းမှနှုတ်ပြားကမထွက်။ဘာကုန်းမှလည်းမျက်စိကမမြင်တော့တိခဲရှင်ထဲမှာဘာမှမပြောရပဲအလိုလိုပြေဆုံးကားနေလေသည်။ကျွန်တော်တိခဲကိုအရင်ချစ်တယ်နော်။ကျွန်တော်ရဲ့ယူသားမှုကအရန်ကိုခိုင်မာတဲ့ဇွဲတစ်ခုအနေနဲ့တိခက်အတွက်ရှိနေမှာပါကျွန်တော်တခုခုပြောခဲ့ပါနော် တိတ်ခဲအမြင်မှာလောကကြီးကမရှိတော့။နောက်ပါတော့အလိယောင်တန်းကြီးတစ်ခုသာရှိတော့သည်။တိတ်ခဲထိုအလိယောင်တန်းကြီးတဲကိုအရှိန်ဟုန်တစ်ခုဖြင့်အတင်းဝေရောက်နေမိသည်။ကောင်းပြီတိတ်ခဲ။တိတ်ခဲဘာမှမပြောတော့ဘူးဆိုရင်လည်းရတယ်။အခုမပြောချင်လည်းမပြောနဲ့။ဒီညတိတ်ခဲတို့အိမ်ရှိကိုကျွန်တော်လာခဲ့မယ်။တိတ်ခဲတို့အိမ်ရှိမှာတညာလုံးထိုင်ဆောင်မယ်။တိတ်ခဲကျွန်တော်ချင်းတိတ်ခဲခံနေရနေလက်နေတံမီနဲ့တုံးချိန်ဖွင့်ပိတ်လောက်ပြ ကျွန်တော်ဒေါသနဲ့စောင့်နေမှာမဟုတ်ဘူးနော်။ရိုးသားတဲ့ဇွဲနဲ့ပါနော်။အရှိကိုဆိုသောစကားကြောင့်သိက်ခက်အတင်းချင်းသည်သို့တော့နှုတ်ပြားကပါစကားမှမထွက်တော့။ဗာရဲ့လောကြည့်ပပေနဲ့တွေ့သွားမှာပေါ့ဟုစိတ်ထဲကပြောသည်။အတန်တော့ထွက်မလား။ဘာမှပြန်ပြောရမရ။စောင့်နေနော်သိက်ခက်။ဆယ်နာရီမှကျွန်တော်ဆက်ဆက်လာခဲ့မယ်။90ကောင်ရက်နေခဲ့သည်။ချိန်တစ်ခုနဲ့တွန်းထုတ်ခံလိုက်ရသလိုတိခက်တွင်ကထွက်သွားလေသည် တိခက်ထံမှာအတိတရားနဲ့တွေးထွေးမှုဘာမှမရှိတော့တယ်လို့ခံစားလိုက်ရသည်။စိုးချိန်သည်မြားတစ်စင်းလို သူ့ဘာမှထွက်ခွာသွားတော့တိခက်ကိုငေးကနေမိသည်။သူပြောသည့်စကားတွေကိုတိခက်ကြားမှကြားရလားမသိ။တငယ်ချင်းတွေကဂျက်ရှင်ဘေးကော်ရီဒါမှာဆက်ပြေးပြေးမျက်နှာတွေဖြင့်ထွက်ခွာလာသည်။မင်းအလုံးပြောလိုက်ရလားစိုးချိန်။ပြောလိုက်တယ်ကွာ။စီစဉ်တော့မကြဘူးကွာတိခက်ကလည်းငါ့ကိုဘာမှပြန်ပြောမသားဘူးမျက်မှောက်။ပြောပြီးရင်ပြီးရောပေါ့ကွာ။ဒီကောင်မလေးကသူ့ဖေကို ကြောက်ပါတော့ကွအဲ့ဒါဖိုင်မယ်ငင်္ဂဘယ်ကတိတ်မြလောသွားသလားယင်ဟုတ်ကဲ့တိခတ်ပုံစံတမျိုးပဲဆိုချင်ခါလီကိုချစ်တဲ့သူကိုစဉ်းစားချိန်မပြီးတော့ကောင်းနေကွအချစ်ကအချိန်နဲ့မဆိုင်ဘူးချစ်ဆိုတာရင်ခုန်နေတော့မှလောက်ရတာခေါ်တာကွအေးအဲ့ဒါဆိုရင်တော့မင်းတို့ဒီညတိခတ်အင်းရှင်ကိုလိုက်ခဲ့ဖို့သာပြင်ထားပြီးတော့မျက်စွေငါတော့နောက်ဆုတ်တော့ဒါပဲသူညကမိုးတစိမ့်စိမ့်ရွာနေလေသည် ရန်ကုန်တမြို့လုံးကလူတွေကတော့ပူအိုက်တော်နေရသည့်နေပူချိန်ပြင်းပြင်းအောင်မှစတင်လွမြောက်ရသဖြင့်ဂျွန်လာဤပြမအုပ်ဆုံးမိုးကိုကျေးဇူးတင်ကဤချမ်းစွာအိတ်ဆက်ရလိမ့်မည်ဖြစ်တော်လဲခေခက်ကတော့အိမ်ွေမပြောမိုးကသူ့အတန်ကိုအင်ခါမိုးပေါ်မှာမပေးရတင်းပေါမှလှမ်းကြည့်မှသာလမ်းမရန်အောက်တွင်အပ်ဖြားကလေးများတပွဲပွဲကျနေသလိုမြင်ရသည်တိခက်ဤဖွင့်ထားသောပြင်းပေါမှလေးအေးကလေးဝင်နေတော်လဲအရင်တွင်ညတွေလိုပင်တိခက်အိမ်ွေမပြောနိုင် ။ဖက်ဝင်းကျင်ကပူနေလို့တော့မဟုတ်။ရှင်တဲကပူနေခြင်းကြောင့်သာဖြစ်သည်။ထရမ့်စတုန်းကောင်းဝင်ကားတွေကတနတ်တန်တွေကလည်းတတိုင်းတိုင်းနဲ့ပြစ်လို့ကောင်းနေတုံရှိသေးသည်။ဒါဆိုရင်တော့ဖေဖေမအိပ်သေးဘူးပေါ့။ည10နာရီကလည်းတဖြည်းဖြည်းရောက်လာနေပါပြီ။ဒီနေ့တနေ့လုံးတော့တိခက်လုံးသမျှအမားတွေကြီးတာဖြစ်သည်။ဒရမမားကတငယ်ချင်းတွေအားလုံးကို90ကောင် စာပေးတာအဖြေတောင်းတာဒီညလာမယ်ပြောတာတွေကို မတိုင်မင်ဖြစ်ခဲ့တာပဲဖြစ်သည်။မပြောဖြစ်တာကလည်းတခြားတော့မဟုတ် 90ကောင်ဒိုင်အရီကိုယူခဲ့တာသူတို့ကိုအတိမပေးပဲသွားရန်တွေ့လို့ခံလိုက်ရတာကိုဝိုင်းစုကြမှာကြောက်ရွံ့တာဖြစ်သည်အိမ်မမားတဲ့အမတွေကတော့မပြောချင်တော့မမင်မီဖုတ်ခိုင်းတော့တញင်းသီးတွေတူးကုန်၏ခမင်းစားတော့ဘဟင်းပကံကို ဝင်းတိုင်းမိကမှကုန်သည်ညစဉ်လုံနေကြအိတ်ခါနီဖျားမရှိကိုတပြင်းဖေဖေကစုသေးသည်ဒီဒီလေးဘာဖြစ်နေတာလဲဆိုတော့ဖေဖေစကားတန်ကတော်တော်ကြောက်ရွံ့ကောင်းသည်ဖေဖေဒီတညလုံးသူ့ကိုမတင်ကားတော့မျက်လုံးများဖြင့်ကြည့်နေခဲ့သည် ဖြစ်နိုင်နေသောမိုးကိုတိတက်ပို့ပြီးတသက်မဲမဲကြီးကိုရွာပြစ်လိုက်စေခြင်းပါသည်သို့သောမိုးကအံ့မွားကလေးလောက်သာရှိသည်ဒီ90ကောင်လာမှာတော့မဟုတ်ပါဘူးဟုတွေ့ရသည်ကလည်းအကျဉ်တသန်းလောက်ရှိတော့မည်ဟုတ်တယ်မိုးသာတက်တက်ရွာရင်ဒီ90ကောင်လာမှာမဟုတ်တော့ဘူးလေးတစ်ချက်ခွေတော့ခန်းစည်းကလှုပ်သည်လှုပ်တာမှတစ်ဖြက်ဖြက်တကားမှရီစာမထားဘူးသေးတဲ့မိန်းကလေးတယောက်ရင်ခုန်နာနဲ့တိတ်တူတာပဲဟုတစ်ခက်ကတွေးကနိုင်ကိုကြည့်တော့ 10နာရီ55ဒေါင်းရင်ကညအိမ်မီ soft light လေးကို အသာပိတ်ပြီးငိမ့်သက်သွားသောခန်းစည်းကိုဖယ်ကားကြည့်တော့ဖျားသူရှောင်းနေပြီတိတ်ခက်အိမ်ရှိတကားရဲ့ဘဲဘဲကုတ်ကူပင်အောက်မှာသူ့နောက်မှာကတငယ်ချင်း၃ယောက်ရပ်ကောင်းနေသည် သူက သူမရှိရာခန်းဘက်သို့ငေးကာကြည့်နေ၏မုံမုံအဖျားတွေက သူ့ရှင်မှာတပွဲပွဲသွားပါတော့ကွယ်သူချမ်းနေမှာပေါ့သူ့ဆွဲကိုတို့တိပါတယ် ဒါမဲ့မိန်းပြပြလေးတယောက်စီမှာဘယ်လိုလုပ်လက်နေတံမီဆိုတာရှိမှတယ်လေတိမ်လုံးမှာလက်နေတံမီကန်နာဆိုလို့ဖြစ်ဖြစ်သားရှိသည်ရင်မောခြင်းစိုးရင်ခြင်းကြံရမရခြင်းတို့ဖြင့်တိတ်ခက်ရရင်ပေါ့မှငေးကနေသည်လူလန်းကြည့်သည်ဖြင့်သူမရိတ်ကိုမြင်သွားမှာကိုလည်းစိုးရသေးသည်သူကတော့မူဖွဲ့ဖွဲ့အောင်မှမတုံမလုံတော်ကြဖျားမှာဖြင့်ပြန်တော့ပြန်มาတော့တိတ်ခက်ကိုစိုးရအောင် ဒုက္ခရအောင်ဆင်းဆင်းရအောင်မလုပ်ပါနဲ့တော့။အမေတိတ်ခက်မိတ်သေးဘူးလား။မတင်မထားတော့အတန်ကြောင့်တိတ်ခက်တစ်ကိုယ်လုံးတုံ့ငါသွားသည်။အတိကိုချက်ချင်းထိမ့်ပြီးဒါပဲဖြစ်အတန်ဆိုတာကိုသိတော့ပို၍ပင်တုံ့လို့ရသေးသည်။တိတ်ခက်ပါစကားမှပြန်မပြောနိုင်တော့။ရတင်းဘကိုအာယုံရောက်ခါသူကအခန်းတကားကို ခက်ဟဟထားခဲ့မိတာအကြီးမားဆုံးသောနောက်ဆုံးမှပင်ဖြစ်သည်။သမီးပါကိုချိနေတာလေ။ဖေဖေကပြောရင်းဆိုရင် သူမကရင်ဘေးကပြတင်းပေါက်သို့ရောက်လာကသူမကိုအနှဲငယ်တွန်းရင်လှမ်းကကြည့်သည်ဟာခြံရှိမှလူတွေပါလားဘေဘေကပြောရင်းဆိုရင်ခြံရှိက90ကောင်တို့ထံသို့လက်ထဲမှပါလာသောတံမီးဖြင့်တစ်ချက်လှမ်းကထိုးသည်ခိတ်ခက်ကကြောက်ရွံ့စွာအတင်းအော်မိသည်မလုံးတဲ့မလုံးတဲ့ဘေ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 မထိုးနဲ့မထိုးနဲ့အော်ရင်ဘေဘေကိုတွန်းပြီးတော့ဘေဘေကရိုင်းကတက်မီးပိတ်သွားသည်ချဲဒီကလေးမလေးဘာဖြစ်နေရလဲ ခြံရှိမှာလူရိပ်မတွေ့ဘူးလားတံပီကိုလွတ်စမ်းလွတ်လွတ်ဘာမှငါအတွက်မစိုးရင်နဲ့ကဲဒီသားဘာဘာဖြစ်နေကြရလဲမိတ်ချသေးဘူးလားအင်းရှိမှာလူစု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 တွေမေးကြည့်အဲ့ဒါကြည့်နေတာမေသမီးကအတင်းမဲကဲဒီကလေးဖယ်ဆန့်ကွာဒါကြည့်မေဒီမှာဒီမှာကြည့်စမ်းဖေဖေက "तू မကိုတွန်းကတံပီကိုထိုးပြန်သည်"ငါးဆယ်ကောင်တို့ထံမှအေးကနေအော်တန်ကိုကြားရ၏ပြီးတော့အိမ်ဘက်သူကြီးကပြတော်ပါအော်ကြားဟစ်ကြရင် လက်ပြကနှုတ်ဆက်ရင်းထွက်ခွာသွားကြလေသည်။ကဲတွေ့လာမေကြီး။ငါအခုတံပီးနဲ့ထိုးလိုက်တော့မှဒီကောင်လေးယူကြအောင်ဆောင်ပြီးထွက်သွားတာ။ဟုတ်တယ်ဟုတ်တယ်။သွားကြပြီသွားကြပြီ။အေးမှတ်ထား။နှွေမအရန်ပူပြီးတော့ပထမဥဆုံးဆရွာတဲ့မိုးကိုတခိုးမိုးလို့ခေါ်တယ်ကွာ။ပူအိုက်ပြီးတော့အိမ်မပြောရတဲ့ညတွေကလေးလာနေနေရှိတဲ့အခါမှာပထမဥဆုံးရွာတဲ့မိုးညနဲ့လဲတွေ့ရောလူတွေကတတိလက်လို့အိတ်တက်ကြ အဲ့ဒီညမှာပဲတကူဝင်တာပဲငါအိမ်ရှိမှာအရင်ညကဘယ်မှာလူရိတ်တွေ့ဘူးလို့လဲဟုတ်ပါတော့လက်နေတမီနဲ့ထိုးလို့လူရှိမဲတီမှာထွက်သွားကြတာရှင်တိပီလို့ခြံတကားတွေအိမ်တကားတွေရောပိတ်ပြီးပလားဖျားဖျားငါအားလုံးကြည့်ပြီးပြီအမိခန်းကိုစိတ်မချလို့လာကြည့်ရင်လည်းတွေ့တာအမိကမတင်ခိုင်းလဲဖေဖေပြောရော့ပေါ်နောက်မှတ်တာဟောဒီလိုတကူမိုးရွာတဲ့နေ့မှာဖေဖေဘယ်တော့မှမအိပ်ဘူးတိလားဟုတ်ဟုတ်ကဲ့ဖေဖေဟုတ်တိကက်ဖေဖေကအခမ်းမိကိုဖွင့်ကဆက်စေးသည် ဖဖေးစီမသူ့ကိုယ်သူပိုယုံကြည်သွားသောဝင့်ကြောင့်မှုကိုတွေ့ရ၏။နောက်နေ့မှသူမဘလို့ဖြင်းရှင်းရမလဲမတွေ့တတ်တော့။ကဲမေကြီးလည်းအိတ်သမီးလည်းအိတ်ဒီကောင်နေနောက်တစ်ခါပြန်လာလို့ကတော့ငါနဲ့တွေ့ကြသေးတာပေါ့ကွာ။ဖဖေးစကားဆုံးမှငိုးကတင်းမဲစွာရွာလေတော့သည်။ဒါတခုမှုစစ်ပဲ။နောက်တစ်ချိန်တွေ့ကြသေးတာပေါ့ကွာ။ဟေ့ဒီညငါမအိတ်ဘူးကွာ။မင်းတို့သာအိတ်ကြ။သမီးရင်းနှီးပါကိုပိတ်ထားစမ်း။ ပပေကဝင်းတာအာရကျုံးွားကတကားတွေကိုပိတ်ပေးရင်ထွက်ခွာသွားလေသည်ပပေကပထမဦးဆုံးတိခက်အဖြစ်ကိုလူမန်းတီကလေးကမဟုတ်ဟိမ့်မဲနေခဲ့ခြင်းလည်းဖြစ်ပါသည်တိခက်ရှင်တွေတုံကခြံရိတ်ခဲ့သည်90ကောင်ဘက်ကဘဲလောင်မြန်ကံကြမ္မာကမျက်နှာလိုက်တဲ့အဖြစ်မျိုးလဲဒီကိုယ်တိုင်ကတပည့်ရဲ့အဖြစ်ကိုပေးသွားခဲ့လေသည်မိုးရီထဲမှာသူဘလို့ပြန်မှာလဲအေးမိပြီးဖြားနာနေဦးမှာလားသို့တော့အိမ်မိတွေမှိတ်ပြီးသည့်အထိ ပြမိတလက်ဤဟိုဟိုဒီဒီအလင်းရောင်ကို တွေ့နေသည်သည်ဖြင့်တိကက်ပိပိကိုသနာအာနာကတောင်းပန်မိသည်ပိပိရဲ့အိပ်ပါတော့သူလည်းမပြားမနာပဲငွေရည်ထဲမှာဘေးကင်းကင်းပြင်ရောက်ပါစေရှက်ကြောင်ရင်တုံစွာဖြင့်သူညာကတိကက်အိပ်၍တော်တော်နေမရအိပ်ပြောသွားတော့လဲဘယ်နေရာဘယ်စိတ်မှာအိပ်ပြောသွားမန်းတိကက်မတိလာရထူးဆန်းသောသူညာတိကက်အိမ်မက်မက်ချီ နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ကြပါ